ယောဘုံအညာဆေယောဒီဗီဒီယိုလေးကတော့ရန်ကုန်ကနေကြိုက်တီကို2 days road trip တိုင်းဗီဒီယိုလေးပဲဖြစ်ပါတယ်။ဆိုတော့မနေ့စာကိုတော့ကျွန်တော်ပဲအိမ်မှာမစားလိုက်ခဲ့တဲ့လမ်းမှာပဲအိမ်ကပါလာတဲ့ပေါင်မုန်းနေငပြောတီ snack လေးပဲစားလိုက်ပါတယ်။အခုဆိုရင်တော့ကျွန်တော်တို့ကြိုက်ထုံမျိုးတွေကိုစားဝင်နေပြီပေါ့နော်။ဝင်ချင်းမှာပဲရန်လိုက်တောင်တန်းကြီးတွေကိုလှမ်းမိနေရပါပြီ။ ခုဆိုရင်တော့ကြိုက်ချီရတောင်းတဲ့လူလှမ်းမြင်နေရပါပြီ။အိမ်ကနေ၄နိုင်ခွဲထွက်လာပြီးတော့၈နိုင်ဆန်ကမှကင်မွန်စခန်းရောက်ပါတယ်။တောင်းတက်ကတော့တယောက်ကို8000ပေးရပါတယ်။ကျွန်တော်ကပင်လေကန်းချီချဲတောင်းတဲ့လူကိုပို့ပြီးတော့ကြိုက်တာမို့လို့ကီဝန်ကြီးဂျုံမိုက်ဂျိုစမီတာကားပေါ်မှာလေးရီရမ်းတိုက်ကြမို့လို့ဗီဒီယိုတိချာမရိုက်ခဲလိုက်ရပါဘူး။ဒါပေမဲ့မြိုင်းရှုပ်ကနေကတော့အရန်ကိုလာပါတယ်။ လ45မှာတောင်ပေါ်ရောက်ပါတယ်။တောင်တက်ကဂေကနေပြီးတော့ခြိုက်ထီးဝတောင်ပေါ်လမ်းလျှောက်တဲ့ feeling တော့အားလုံးပဲတည်ကြမိချင်ပါတယ်။နေရပူပင်မဲလေဆောင်းရသည်ဖြစ်တဲ့အတွက်ကြောင့်အင်းနေရမလို့နေရထိုင်ရတတောင်တတာရှိပါတယ်။ငါမင်းလေးလောက်လမ်းလျှောက်ပြီးနောက်မှာတော့ကြိုက်ကြီးရောမဝိုင်းယူတွေ့နေရပါပြီ။ ာတော့ကျွန်တော်တို့တိမ်မိအခန်းလေးပဲဖြစ်ပါတယ်။သူကတော့တညာကိုတသိမ့်ပေးရပါတယ်။အခန်းထဲမှာခဏနားပြီးရောဘိုက်ဆန်နေဖြစ်တာကြောင့်နေလန်စာစားဖို့အတွက်ထမင်းဆိုင်ထဲနေဘက်ကိုထွက်လာခဲ့ကြပါတယ်။မင်းရတော့အဝစားဖြစ်ပြီးတော့1200တန်းနဲ့1900တန်းဆိုပြီးရှိပါတယ်။သူကတော့ဟင်းမျိုးစားလိုက်กว่าပါပေါ့နော်။ ကျွဲခေါ်သည်ကတော့ထမင်းဆိုင်ရာစည်တနာနဲ့လာချပြီးသွားပါ။ကြီးလေစားစားပြီးရောဒီလိုအရန်လိုက် ရှုခင်းနေကြည့်ပြီးရောတအောင်လာခဲ့ကြပါရဲ့။ခဏနာပြီးနောက်မှာတော့ကြီးကံပစားကိုခေးဆက်ခဲ့ကြပါရဲ့။ကြီးကံပစားကိုတော့15မိနစ်လောက်လမ်းလျှောက်ခဲ့ရပါရဲ့။ဒါတော့ကြီးကံပစားမှာအကျွေးစီးပြင်းနေရပါတော့။ကျွေးစည်းဝင်ရင်ဘာဖြစ်လဲတော့မသိပါပဲ၃စီးရောဝင်သွားပါရဲ့။ ကြီးကံပဇက်မှာခဏနိုင်အနေနဲ့ကြီးကံပဇက်အပေါ်နားလေးမှာရှိတဲ့အကျော်ဆိုင်လေးရနေပြီးတော့မှကျွန်တော်တို့အကျော်ဝင်ဆိုင်ခဏနာခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဒီဆိုင်ရရှုခင်းကတော်တော်လာပါတယ်။ဆိုတော့ကြီးကံပဇက်ရလို့ရှိရင်ဒီဆိုင်လေးကိုဝင်နေကြဖို့ recommend ပေးပါတယ်။ ခုကတော့ကျွန်တော်မှားထားရပြီပေါ့နော်အကျော်ကတော့အကျော်ဆုံးတပွဲကို9000ပေးရပါတယ်အကျော်ကြီးကမှားမှလက်လက်ဆက်ဆက်နဲ့ကြော်ပေးရဖြစ်တဲ့အတွက်ကြောင့်ပူပူလေးနဲ့ကြွကြွရွာလေးနဲ့စားလို့ကောင်းပါတယ်ဒါရောယုံသားကြောပေါ့နော်သူကရောတပွဲကိုတတောင်ပွဲပါ အခန်းမှာကျွန်တော်တို့ခဏနားပြီးတော့ညာဘက်ဖျားဖို့ကိုထွက်လာခဲ့ကြပါတယ်။ရာတီဥရုကတော့အရန်အေးရမျိုးမဟုတ်သေးပါပဲ။ချမ်းစိမ့်စိမ့်လေးနဲ့နေလို့အရန်ကောင်းပါတယ်။ ရာဒီဥရုအီလီနဲ့အေဂျင်နီယာကြောင့်ပဋ္ဌာန်းတရားကိုကောင်းကောင်းယူဖတ်ပူဇော်နိုင်ခဲ့ပါတယ်။ဒါကတော့ပဋ္ဌာန်းယူနေနဲ့အင်ကြီးမှလိပ်ပြိုင်တကောင်လာနာနေတာပေါ့နော်။ပဋ္ဌာန်းယူပြီးရင်အဲ့ဒီအတိုင်းကန်နေရပြန်မသွားဘူးရဲ့။ဘုရားဝတ်ပြုပြီးနောက်မှာတော့ကျွန်တော်တို့ခေါင်းမုံထွက်ဝေစားဖြစ်ပါတယ်။သူကတော့အစားတောက်တန်းဘက်မှာရှိပါတယ်။တို့ဆိုင်ခါကြလို့ရှိရင်အိုးပေါ်ကချာချာချင်းပူပူလေးဆိုင်တော့ပူကောင်းပါရဲ့။မျိုးဆိုရင်ရာဒီယိုအေးနေရကြောင့် အေးပြီးတော့အစာမကောင်းဖြစ်သွားပါလိမ့်မယ်ပေါ့နော်တဏ္ဍာခလင်းကျင်နေတူတွေအတွက်လည်းအလူခံဌာနဘေးကနေဝင်သွားလိုက်မယ်ဆိုရင်ဒီလိုကြောက်ပြင်းတဲ့တဏ္ဍာခလုံးနေထားပေးထားပါရဲ့။နောက်နေ့မနေ့9နာရီခွဲမှာတော့မနေ့ဆော့ဆော့လေးထားပြီးတော့ဖျားဝှက်ပြူပြီးတော့ချွေတင်ကန်ကပ်ပါရဲ့။ချွေတင်ကန်ကတော့သူကတတောင်းပေးရပါရဲ့။အထင်းမှာ၅ဆိုင်ပါပါရဲ့။ ရွှေတင်ကန်းကတ်လို့ရှိရင်လေကိုတတိထားမယ်ပေါ့နော်အာသူကတောင်ထိတ်လေးမှာဆိုတော့လေအရန်တိုက်တာမို့လို့ရွှေတင်ကန်းနေရာလွင့်ဝတတ်ပါရဲ့ဒါတော့ရွှေတင်ကန်းကတ်တော့လေတွေအရန်တိုက်လို့လွင့်လာရဲ့ရွှေမုံလေးစပီမှာကတ်နေရပါ thank you မနက်စာဦးတော့အစားတောက်ဆိုင်ကန်းနေပါမှာပဲထမင်းကြော်နဲ့ကွတီကိုနေစားခဲ့ပါတယ်။မနက်စာစားပြီးရောရှုခင်းနေခဏထိုင်ကြည့်ရေပေါ့နော်။အဲထိုင်ကြည့်ပြီးရင်တော့ကျွန်တော်တို့တောက်အောက်ကိုပြင်ဆင်ကြပါမယ်။မနေ့ကမနက်တုန်းကတော့ဒီလိုမျိုးတိမ်နေဆိုင်နေရတော့မရှိဘူးပေါ့နော်။ဒီနေ့မနက်ကတော့အခုလိုမျိုးအောက်မှာတိမ်နေအများကြီးဖွေးနေအောင်ဆိုင်နေရပါဗျ။ ူစင်ဖို့အတွက်တောင်တက်ကားကြီးကိုတောင်တက်ကားစီဖို့သွားနေရပါတောင်ပေါ်တက်လာတော့ရှူကင်းတဲ့တောင်အုပ်ကိုစင်နေရှူကင်းနေရပူလာပါရဲ့ ဲ့ဒီနောက်မှာတော့ကြိုက်သူမျိုးတွေမှာပဲရှိရဲဖေဟာသုံးစုတောင်ဝင်ထူခဲ့ကြပါတယ်ဘောလမ်းလျှောက်တက်လို့လည်းရတယ်လို့အခုလိုမျိုးကားလေးနဲ့လည်းတက်လို့ရပါတယ်။ကျွန်တော်ကတော့ဒီကားလေးနဲ့တက်ဖို့ recommend ပေးချင်ပါတယ်။သူကတယောက်ပုံမှာအတော့အပြင်းတစ်ထောင်ပဲရှိပါတယ်။ ောင်ပေါ်မှာတော့ဖះသုံးဆူရေမကပဲကပအကြီးဆုံးထိုင်တော်မူဗုဒ္ဓရုပ်ဘွားတော်ကြီးလည်းရှိပါတယ်။ဒီလိုမျိုးဗိမ္မာန်ဆောင်တစ်ခုလည်းရှိရဆိုပေမဲ့ဝင်တော့ဝင်မကြည့်ခဲ့လိုက်ကြပါဘူး။ ဖရားကြီးရဲ့အတွင်းဘက်အထဲပေါ့နော်အဲ့ဒီအရှိဘက်ဆိုရင်တော့ဖရားကြီးရဲ့အရှိဘက်ခြံကိုဖူးမြောင်လို့ရပါတယ်ဒါပေမဲ့အဲ့ဒီကြောက်ပြားကြီးကအရန်ပူရာကြောင့်စင်းတော့မစင်းခဲ့ပါဘူးယူခင်းနေရတော့တတော်လှပါတယ်ဖះပေါ်မှာအတီးကြီးဆုံးလေးရောင်းပါတယ်။အဲ့ဒီမှာတော့ကြွဲခေါ်တီးတဲ့တတော်များများတွေ့ခဲ့ပါတယ်။ကျွန်တော်တို့ကတော့ဖះတီးဝယ်ဆိုင်နဲ့တောက်အောက်ကိုပြင်ဆင်ခဲ့ကြပါတယ်။ ီနောက်မှာတော့ကြိုက်ပေါ်လို့မရှိရင်ဘုရားရုပ်ဘွားရောယူဝင်ဖို့ခဲ့ပါသေးတယ်။နေ့လေရောက်ပြီးမို့မိသားကြီးမှနေ့လေစာဝင်စားခဲ့ပါရဲ့။ရန်ကုန်နဲ့အဝင်မှာတော့မင်္ဂလာတော်မှရှိတဲ့တက်တော်ဝေရောကံကူဖရာကြီးကိုဝင်ဖို့ခဲ့ပါသေးတယ်။ဖះကြီးဟာအဖြူရောင်လေးနဲ့အရင်အောင်တက်ပြန်အောင်လို့တပုံရန်ချင်းနေတူရဲ့အတွက်လည်းအကြိုက်တွေ့စီမှာပါ။အဆုံးထိကြည့်ပြီးတဲ့အတွက်ကံစားမိသားရောဘွန် တီးချင်တာမေးချင်တာရှိလို့ရှိရင်ကွန်မန့်မှာမေးခဲ့ပေးလို့ရပါတယ်အားလုံးပဲဘိုင်း